ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Nsport Channel ကနေပိတ်သက်ကြီးကိုကြိုဆိုပါတယ်ဒီတစ်ပတ်မှာကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ဘောလုံးလောကရဲ့သမိုင်းဝင် အပြောင်းအလဲနဲ့တူခြေပွဲစဉ်ဟာဖြစ်ရတခုပါပဲဒါဟာတပတ်မှုသင်းရဲ့အကြောင်းခံပဲဖြစ်ပါတယ်လွန်ခဲ့တဲ့၃နှစ်အတွင်းမှာ ချန်ပီယံလိပရီးမီးယားလိကမ္ဘာကလပ်လားစတဲ့စုပလားတွေကိုစုပြုံရယူခဲ့ပြီး ဥရောပရဲ့ထိပ်ဆုံးမှာရပ်တည်ခဲ့တဲ့လမဘူဟာယခုလက်ရှိအချိန်2025ခုနှစ်နိုဝင်ဘာမှာတော့အမဘေးစရာအလဲပိုင်းကိုရောက်ရှိနေရမှာမယ်။ချန်မြန်လိအုပ်စုကွဲစင်ဒီမှာပါဇက်တိုက်ရှုံးခွဲတွေနဲ့ရင်ဆိုင်နေရပါလိမ့်။အထူးသဖြင့်အိမ်ကွင်းအန်ဖီမှာ PSB Indobin ကိုတကူလေးကိုဆိုတဲ့မယုံနိုင်စရာရလက်နဲ့ရှုံးနေခဲ့ပြီးရဲ့နောက်မှာ လင်ပါဘူးဟာဆန်နှကွဲမှာကိုဝက်မြောင်ရှုံခွင်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါဟာသမိုင်းတစ်ချောင်းအစိုးရဆုံးမှတ်တမ်းတစ်ခုပါပဲ။ဒီတော့ဘာတွေမှရွေးနေခဲ့တာလဲ။ဘာကြောင့်အန်ဖီမှာကမ္ဘာပြတ်သလောက်ဆိုးရွားတဲ့အခြေအနေကိုရောက်ခဲ့ရတာလဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်အောင်။နံပါတ်1စိတ်ဓာတ်ပိုင်းပြတ်တုံခြင်းပထမဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ဂျာဂျင်ဂလော့ရဲ့ထွက်ခွာမှုကနေစာခဲ့တယ်စစ်တပ်ပိုင်းဆိုင်ရာပြတ်တုံးမှုပါပဲဂလော့ဟာလီဗာပူးအသင်းရဲ့မိဖုရားတသက်မဟုတ်ပါဘူးသူဟာအသင်းရဲ့စိတ်ဝိညာဉ်ပါပဲသူရဲ့မန်ဒေးမွန်စတာဆိုတဲ့ခံယူချက်နဲ့ကစားသမားတွေအပေါ်ကိုတွင်းမိထားတဲ့နောက်ဆုံးစက္ကန့်အထိမလျှော့တဲ့စိတ်ဓာတ်ကအသင်းကိုကွဲပေါင်းများစွာမှာကယ်တင်ခဲ့ပါလေ ခလော့ထွက်သွားတဲ့အခါမှာကစားသမားတွေဟာသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ဆုံရှုံနေရပါတယ်။အခုဆိုရင်လပဘုကူစိတ်ဓာတ်အားနည်းတဲ့အသင်းတို့တုံးတဲ့သူတွေကဝေဖန်လာကြပါပြီ။ရှုံးခွဲဆက်လာတဲ့အခါမှာအမားလုံးမိမာကိုကြောက်ရွံ့တဲ့စိတ်တွေလွှမ်းမိုးလာပြီးတော့ရိုးရှင်းတဲ့ပေပူးမှုတွေမှာပါရွေးချော်မှုတွေဖြစ်လာပါတယ်။ PSP နဲ့ပွဲမှာခန်းစစ်ပိုင်းရဲ့အမားတွေဟာ ပီးရတံကိုမခံနိုင်တော့တဲ့စိတ်တက်ကြောင့်ဖြစ်တယ်လို့ပဲကောက်ချက်ချရမှာဖြစ်ပါတယ်။နံပါတ်2ဤစနစ်ကူပြောင်းမှုမအောင်မြင်ခြင်းနဲ့မိပြဖီးရဒုတိယအချက်ကလက်ရှိမိပြအာနီဆလော့နဲ့သက်ဆိုင်ပါတယ်။ဆလော့ရဲ့ position pick ဖို့ပေါ်နဲ့ကလော့ရဲ့ gang gang pressing ကြမှာကြီးမားတဲ့ကွာဟာချက်ရှိပါတယ်။ကလော့လက်ထက်မှာကစားသမားတွေဟာဘောလုံးမရှိတဲ့အချိန်မှာဘလိုနေရာယူရမယ်ဆိုတာကိုအလွတ်ရနိုင်ကြပါလိမ့်။ စလုံးရဲ့စနစ်ကိုအကောင်အထည်ပေါ်တဲ့အခါကစားသမားတွေဟာအသေးချာမေးရမှုနဲ့ရင်ဆိုင်နေရပါတယ်။ဘယ်နေရာမှာဖိအားပေးရမလဲ။ဘယ်နေရာမှာဘလုံးပိုင်ဆိုင်မှုကိုအချိန်ဆွဲရမလဲဆိုတာမသိတော့ပါဘူး။ကွန်းလေပိုင်းကလည်းဘလုံးကို ရေရှည်ထိန်းချုပ်နိုင်ခြင်းမရှိပဲခံစစ်ကိုဖိအားပေးသလိုဖြစ်စေခဲ့ပါတယ်။ပူဆိုတာကတော့စိုးရတဲ့ရလဒ်တွေကြောင့်မိပြဆလော့ကိုယ်တိုင်ယာလူကနေထုတ်ပယ်ခံရဖို့နှိစက်နေရဆိုတဲ့သတင်းတွေဟာလည်း အသိန်းပေါ်ဖီးယားတစ်ခုလိုထမ်းပို့ထားပါတယ်။နီးပြအခွဲဝင်နေတဲ့ကစားသမားတွေကြားမှာဆက်ဆံရေးပုံမှန်မဟုတ်တော့ဘူးဆိုတဲ့တဲ့နေပါထွက်လာခြင်းကဒီစနစ်ပိုင်းပြင်စီမံခန့်သွဲမှုပိုင်းမှာပါချိုးယွင်းမှုတွေရှိလာပြီဆိုတာပြသနေပါတယ်။နံပါတ်3ဒဏ်ရာပြဿနာနဲ့အဓိကကစားသမားများခြေစွမ်းထိုးကြခြင်းတတိယချက်ကတော့အသင်းရဲ့ကြော်ရုပ်လို့ခေါ်နိုင်တယ်။ခန်းစင်းတဲ့တိုက်စစ်ကအဓိကကစားသမားတွေရဲ့ခြေစွမ်းက တိတိတန်တန်ထိုးကြသွားတာပါပဲ။ဘာဂျပန်နိုင်ရဲ့ခြေစွမ်းဟာအမှန်တကယ်စိုးရင်စရာပါ။သူ့ရဲ့အမှန်ကနေပြီးလိုက်ရတဲ့ကိုရီးယားဒီဟာဒီမှာရေတွက်လို့မရအောင်များနေပါပြီ။ခန်းစစ်ကိုကာဘာယူနိုင်စွမ်းလဲကျော်နေလာပါနဲ့။မိုဟာမက်ဆာလကလည်းအသက်ရွယ်ရအောင်အသင်းရဲ့ကစားဟန်အပြောင်းလဲရအောင်ရင်ကလိုဂိုးအများကြီးသွင်းပေးနိုင်ခြင်းမရှိတော့ပါဘူး။ ူ့ရဲ့ဂိုးသွင်းနှုံးကြောကြသွားတာနဲ့အမျှအသင်းရဲ့တွင်ကိုစုစုပေါင်းကလည်းကြောကြသွားပါလိမ့်။ဒိုင်ယာပြဿနာကလည်းကွင်းနယ်ပိုင်းကိုအကြီးအကျယ်ဒုက္ခပေးနေပါလိမ့်။ဒိုမီနစ်ဆိုဘိုစလိုင်းလိုကစားသမားမျိုးကို ပုံမှန်အားထားဖို့မရတော့တဲ့အခါကွင်းလယ်ရဲ့ဖန်တီးနိုင်စွမ်းနဲ့ကြံ့ခိုင်မှုပိုင်းကလည်းတသက်မတည်းမရှိတော့ပါဘူး။တဟာအရန်လူစင်းအင်အားနေခြင်းရဲ့ရလက်လေဖြစ်ပါလေ။နံပါတ်၄ အပြောင်းရွှေ့လူဝါဒချုံရင်ချက်နဲ့ဖြူဝါများလင့်ဟာမှုစတုထချက်ကတော့အသင်းရဲ့အပြောင်းရွှေ့စီမံခန့်ခွဲမှုအားနည်းချက်ပါပဲလဘဘူဟာနှင့်တော်ကြကလေးကကွင်းလှယ်ပိုင်းမှာနံပါတ်6စစ်စစ်ကို အစားထိုးဖို့လိုအပ်နေကြတာပါဒါပေမဲ့အမြဲတမ်းတိုက်စစ်စင်တဲ့ကွင်းလှယ်လူတွေဒါမှမဟုတ်ဘိုးနောက်ခံလူတွေကအဓိကပြစ်မှတ်ထားခေါ်ယူခဲ့ပါတယ် ဒါအပြင် ကစားသမားတွေကိုရောင်းချမှုနဲ့အစားထိုးမှုမှလည်းနှိမ့်ကွေးခဲ့ပါတယ်။အသင်းကခွက်ခွာသွားတဲ့ကစားသမားတွေရဲ့နေရာကိုအစားထိုးဖို့ပြက်ခွက်ခဲ့ပြီးတော့အသင်းရဲ့အားနည်းတဲ့ဘယ်နောက်ခံလူအရန်နေရာဒါမှမဟုတ်ဘန်နိုက်တွေအစားထိုးဖို့ခံစစ်တအူးကို ခေါ်ယူဖို့လည်းပြက်ခွက်ခဲ့တာဟာအခုမှအကျိုးဆက်တွေကိုရှင်ဆိုင်နေရတာဖြစ်ပါတယ်။ပူဂိုအီဂီဒီကီကိုခေါ်ယူမှုဟာ အသင်းရဲ့အတီးကလိုအပ်ချက်ကိုလစ်လူရှုပြီးတော့လုံဆောင်ခဲ့တဲ့အပြောင်းရွှေ့တစ်ခုလို့ဝေဖန်သူတွေကဆိုကြပါတယ်။နံပါတ်5ပွဲစဉ်များပြောင်းလဲမှုနဲ့စွမ်းရည်ကုန်ခန်းမှုနောက်ဆုံးချက်ကတော့ပွဲစဉ်များ၏ဖီးယားနဲ့စွမ်းရည်ကုန်ခန်းမှုပါပဲ။ကလော့လက်ထက်မှာဒီကစားသမားတွေဟာခက်ခဲတဲ့ပြိုင်ပွဲတွေအားလုံးကိုနှစ်ပေါင်းများစွာရင်ဆိုင်လာခဲ့ရတဲ့အတွက် ကျုပ်ပိုင်းဆိုင်ရာဆိုရင် physical energy ဒါမှကစိတ်ပိုင်းဆိုင်ရာဆိုရင် mental energy ပါကုံဆုံးနေပါပြီ။ Premier League, Champion League စတဲ့ဖလားဝဲတွေကိုတပြိုင်တည်းရှင်ပြိုင်ရင်လည်းအဓိက ကစားသမားတွေဟာအနားယူချိန်နေပါကြပါလေ။မိပြ slot ရောက်လာတဲ့အခါမှာလည်းကစားဟန်အပြောင်းလဲကြောင်းအသင်းရဲ့အခြေခံကြံ့ခိုင်မှုစနစ်တွေပုံစံမကျပဲဒဏ်ရာရလွယ်တဲ့အခြေအနေကိုပုံပုံတွန်းမှုခဲ့သလိုဖြစ်စေခဲ့ပါလေ။ နေကုန်းချုံရရင်နော်တပါဘူးသိင်းရဲ့အကြဆုံးကဟာအကြောင်းတရားတစ်ခုလည်းကြောင်းမဟုတ်ပဲမိပြအပြောင်းလဲကစားသမားစိတ်တက်ကြဆင်မှုအဓိကကစားသမားတွေရဲ့ခြေစွမ်းနဲ့ဒဏ်ရာပြဿနာတွေအပြောင်းရွှေ့မူဝါဒချုံရင်းမှုများစတဲ့အကြောင်းတရားပေါင်းစုံနဲ့စူပေါင်းရလက်ပဲဖြစ်ပါတယ်အခုချိန်မှာအသိရှိမှရှိတဲ့လမ်းကြောင်းဟာအလွန်ကြမ်းတမ်းနေပါတယ်ဒါမဲ့ ဝမ်းရှူနိုင်တဲ့နဲ့ပွဲစဉ်ဟာလီပြဆလော့အတွက်အသက်သွေးကြောပွဲဖြစ်လာနိုင်ပြီနော်။အကယ်၍ဒီပွဲမှာရှုံးနေခဲ့ရင်နော်။လီပြအပြောင်းလဲကိုလဘဥပုပ်ဖွဲ့ကအမြင်မြန်လှုပ်ဆောင်လာနိုင်ပါလေ။လဘဥကဒီလိုချက်တဲကနေဘလို့ရုံထွက်မလဲဆိုတော့ကိုဘောလုံးပိသက်အားလုံးကစောင့်ကြည့်နေကြပါလေ။ပိသက်ကြီးရောလဘဥလို့ပြန်လာနိုင်မယ်ထင်မလား။ကိုမမဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်။ ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။